ဟိုကျမတို့ကဒီပုံ၅ပုံစလုံးကိုနံပါတ်၁ကနေစပြီးတော့စဉ်းစားမှာဖြစ်တယ်။နံပါတ်၁မှာဆိုရင်သူပေးထားတာဒီကိုဘလက်တအန်နီမေ1ဘလက်တအန်နီမေအဲ့တော့နံပါတ်၁ပုံကိုကြီးလိုက်မယ်ဆိုရင်သူဒီသွေးအေးဖြစ်မလားသွေးနွေးဖြစ်မလားဆိုတော့သူကသွေးအေးတက်တော့ပါ။သွေးအေးတက်တော့ပါမလို့နံပါတ်၁ရဲ့အပေါ်လားအောက်လားဆိုတော့အပေါ်အပေါ်တက်တဲ့ကိုသွားလိုက်တော့ကျမတို့2ကိုတွေ့မယ်။2ကိုသွားလိုက်တော့2ကိုပြန်စဉ်းစားပါမယ်။2မှာဆိုရင် body cover with scale ခန္ဓာကိုယ်ကိုအကျေကွန်နေနဲ့ဖုံးတာလားအောက်ကကြတော့ခန္ဓာကိုယ်ကိုအကျေကွန်နေနဲ့မဖုံးတာဘူးလားတဲ့အဲ့တော့ကျွန်တော်တို့ကငါးကိုကြည့်လိုက်မယ်ဆိုရင်အကျေကွန်နေပါတယ်ဒါကြောင့်မလို့သူဒီနှစ်ရဲ့အပေါ်လားအောက်လားဆိုတော့အပေါ်ဖြစ်ပါတယ်အဲ့တော့အပေါ်တက်တက်ကိုကျွန်တော်တို့တက်တက်ကိုသွားလိုက်တော့နံပါတ်4ကိုတွေ့မယ် အဲ့တော့ number 4ကိုဆက်သွားရပါမယ် number 4မှာဆိုရင်သူဒီ have fin ရေရက်ပါလားဒါမှမဟုတ် have four limbs ခြေလက်၄ချောင်းပါလားဒါမှမဟုတ် without limb ခြေလက်မပါဘူးလားဆိုတော့ number 1ဒီ have fin ပါရေရက်ပါတယ်အဲ့ကြောင့်မို့သူရတက်တက်ကိုသွားလိုက်တော့ကျမတို့ fish ငါးကိုတွေ့ပါတယ်အဲ့ဆိုရင် number 1ပုံနဲ့ကျမတို့ကငါးနဲ့အဖြေကကြိုက်သွားပြီမို့လို့ဒီအဖြေဒီမှန်သွားပါပြီ ဒါဆိုကျွန်တော်တို့နံပါတ်1ကိုပြန်ပြီးတော့စဉ်းစားရပါမယ်။နံပါတ်1ကိုစဉ်းစားလေတစ်ကပဲစစဉ်းစားမှာပဲဖြစ်တယ်။သူဒီဖားဒီသူကသွေးအေးတက်တော့ဝါလာသွေးနွေးတက်တော့ဝါလာဆိုတော့ဖားဒီသွေးအေးဖြစ်တယ်။အဲ့တော့သွေးအေးရဲ့တက်တက်ကိုသွားလိုက်တော့နံပါတ်2ပဲ။အဲ့တော့2ကိုကျွန်တော်တို့ဆက်သွားမယ်။တူမှဆိုရင်သူ့ရဲ့ပုံထဲမှာဖားဒီအခြေကောင်ပါလားမပါဘူးလားဆိုတော့အခြေကောင်မပါပါဘူးအဲ့တော့နံပါတ်2ရဲ့မပါတာဒီအောက်မှာတော့တက်တက်ရသွားလိုက်တော့ amphibian ကုန်းနေရင်တတ္တဝါဖြစ်တယ် တော့နံပါတ်2သည်ကုန်းနေရင်းနေတတဝါမို့လို့ amphibian သည်ဖားနဲ့အဖြေကြိုက်ပါတယ်အဲ့လိုမျိုးပဲနံပါတ်3မွေမွေဆိုလို့ရှိရင်လည်းသူဒီနံပါတ်1ကစစဉ်းစားမယ်မွေဆိုလို့ရှိရင်ဒါဒီသွေးအေးတတဝါထဲမှာပါတယ်အဲကြောင့်လို့သွေးအေးဆိုတော့အပေါ်ပါအပေါ်တက်တက်သွားလိုက်တော့2အဲ့တော့သူ့ကိုစက်ကြည့်လိုက်တော့မွေမှာအခြေခွန်ပါလားမပါဘူးလားအခြေခွန်ပါတာမို့လို့ဒီမားတို့ကအပေါ်လားအောက်လားဆိုတော့အပေါ်ပါအဲ့တော့အပေါ်ကိုနံပါတ်2အပေါ်တက်တက်သွားလိုက်တော့4 အဲ့တော့ဖောကိုပြန်စဉ်းစားမယ်ဆိုရင်မွေမှာဝက်တောက်လင်းသူ့မှာခြေလက်မပါဘူးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့တက်တဲ့ဒီ red dye တွားတွားတတဝါအားကြောင့်လို့မွေဒီတွားတွားတတဝါအုပ်စုထဲမှာပါတယ်ကျွန်တော်နှစ်ခုလည်းအဲ့လိုစဉ်းစားသွားရင်ရပါပြီ